ရုပ်နိုင်ငံကဘာအကောင်ဆုံးကုနာပြူတွေထထောင်ပို့ပြီးတိကျစွာပြင်သွေးပြန့်ကြောတွေကိုရှာဖွေပြီးပေဖောက်ယူနိုင်တဲ့အရင်ဆက်တွေကိုတိစောက်ခဲ့ပါတယ်။အားကျင်စွာအနဲ့ထိုးရတာမျိုးနောက်လက်တစ်ဖက်ကိုထပ်ဆန်းကြည့်ပြရစီဆိုတာမျိုးမရှိတော့ပါဘူး။ဒါကအစပဲရှိပါသေးတယ်။ရုပ်စေးုံတွေဟာစီဆိုင်ကနေဇီဝရီကိုယူပြီးလူနာခန်းတွေရှိကိုနိုင်ရင်စားမိနစ်ပိုင်းတွင်ဓာတ်ရိုက်ပို့ဆောင်ပေးတဲ့လူလျောက်ဇီဝပို့ဆောင်ရေးစရုပ်တွေကိုအသုံးပြုနေကြပါပြီ။ဒါကြောင့်အလုပ်ပြီးနေတဲ့လူနာပြူတွေကိုစောင့်နေကြရမလို့တော့ပါဘူး။အတန်အနေဖြစ်နေတဲ့ဒီပေနောက်ကြတာမျိုးမရှိတော့ပဲ။ ဒီစရုပ်တွေဟာတဆီကိုဘယ်လူနာစီသွားရမယ်ဆိုတာကိုအတိအကျသိပြီးလူသွားများတဲ့လမ်းမတွေကိုပါလူလျောက်သွားလာနိုင်ပါတယ်။ဒါပေမဲ့ဒီချက်ကတင်းစိတ်ကိုလုံးဝထိလန့်စေနိုင်ပါတယ်။ရုပ်ကြော်ဝင်တွေဟာကီလိုမီတာ၈00အောင်ကွာဝေးမှရှိတဲ့လူနာတွေကိုခွဲစိတ်မှုတွေလှုပ်ဆောင်နေကြပါပြီ။ချင်းချမ်းမှာဆရာဝန်တွေဟာလုံးဝကိုမတူညီတဲ့မျိုးတွေမှာထိုင်နေရင်းနဲ့စရုပ်စနစ်တွေကိုအသုံးပြုပြီးလူနာကိုခွဲစိတ်ပေးခဲ့ပါတယ်။ဒါကဝေးလံခေါင်တည်တဲ့ဒေတာတွေအတွက်ဖြစ်ပြီးလူသားလူထင်ရလောက်အောင်လက်တွေ့ဆန်တဲ့ AI ဆက်ရုပ်ခွဲစိတ်ဆရာအောင်တို့ဖြစ်ပါတယ်။ ဒီလွန်လက်တွေ့ဆန်တဲ့ဆက်ရုပ်ဟာအသာတကားမျိုးစုံကိုနားလည်ပြီးတကယ်ဆရာဝန်တယောက်လို့ဈေးပတ်ဆိုင်ရာမေးခွန်းတွေကိုဖြေဆိုနိုင်ပါတယ်။ရုပ်နိုင်ငံကဆေးရုပ်ဆရာဝန်14ဦးနဲ့ဆေးရုပ်သူနာဗျူ4ဦးပါရှိတဲ့ကမ္ဘာပထမဆုံး AI ဆေးရုံကိုလည်းတိစောက်ခဲ့ပါတယ်။ဒီဆေးရုပ်ဆရာဝန်တွေကတရက်ထဲမှာလူနာ3000ကိုကူတာပေးနိုင်ပါတယ်။မှန်ကန်တဲ့ယောဂရှာဖွေမှုနော်63ရာခိုင်နှုန်းရှိပါတယ်။ဒါကလူသားဆရာဝန်များစွာထပ်ပိုကောင်းပါတယ်။ရုပ်နိုင်ငံကကားတွေစောက်လို့ရခီးသွားလာရေးဈေးဝယ်ခြင်းအစားအသောက်ပို့ဆောင်ရေးနဲ့ဒီဘက်ဆိုင်ရာနယ်ပယ်တွေမှာ AI ကိုအသုံးပြုခဲ့ရင်အ ြေခံအကြဆုံးဖြစ်တဲ့ကျွန်တော်စားတဲ့အစားတောင်းနယ်ပယ်မှာဘယ်လိုလုပ်နောက်ကျကြံခဲ့ပါမလဲ။ရုပ်ကစိုက်ပျိုးရေးမှာလည်းစမတ်နီးပညာကိုအသုံးပြုနေပါလေ။ DJ Agreti တွေကမျိုးစေ့ဒါမှမဟုတ်ဥဒဆေး100ကီလိုဂရမ်ကိုတက်ဆောင်နိုင်တဲ့အချွမ်းထက်တဲ့လေယာသုံး drone တစ်စီးဖြစ်ပါလေ။၎င်းဟာဒီနေ့တွေကိုလိုလျောက်ပြန်ပေးတယ်။ညဘက်မှာအလုံးလုံးနိုင်တဲ့အတားစီးတွေကိုရှောင်ချဖို့စမတ်အယုံခံကရိယာတွေကိုအသုံးပြုပါလေ။ဒီ drone ဟာမျိုးစေ့တွေကိုအရင်မြင်မြန်ဖြန့်ကျက်နိုင်ပြီးအဲ့ဒါမှရိကိုပုံမထီရောက်စွာလုံးလုံးနိုင်အောင်ကူညီပေးပါရစေ။နောက်တဲ့အောင်အောင်ပြကောင်းတဲ့ဆေးရုပ်ကတော့ အရာရှိလက်မှတ်ပါတယ်ဘောကွန်ထိပ်ပြတ်စရုပ်ဖြစ်ရပါတယ်ဒီစရုပ်မှာတိကျစွာမြင်နိုင်ပြီးအလုံးလုံးနိုင်အောင်ကူညီပေးတဲ့အစင်းမြအယုံခံကရိယာတွေနဲ့ကင်မရာတွေပါရှိပါတယ်ဒီနေ့ကိုဝါကွန်ခင်26အေကာမှ၄၀အေကာအထိဘောကွန်ဘူတီတွေကိုဖြတ်တောက်နိုင်ပါတယ်ဒီစရုပ်ဟာလူသားအလုံးသမားတွေထက်အစား120ပုံမြန်ပါတယ် GPS နဲ့ပါတယ်စိုက်ပျိုးဆက်လည်းရှိပါသေးတယ်ဒါကဒီနေ့ထဲမှာရေက6အေကာကနေ9အေကာအထိဒီနေ့တွေကိုစိုက်ပျိုးနိုင်တဲ့လူလျောက်ဆက်ဖြစ်ပါတယ်ဒီစမတ်ဆာလူ80ကနေလူရောက်တရာရဲ့အလုပ်ကိုလုံနိုင်တာကြောင့် အလုံသမားဈေးကိုအများကြီးတက်တာစီပါတယ်ဒီ smart site ရေးဆက်တွေဟာပြုတ်စားစားတွေကိုဘလို့ပိုကောင်းအောင်နဲ့ပုံမြအောင် site ပြုတ်ကို AI ကိုအသုံးပြုနေတယ်ဆိုတာကိုပြသနေပါတယ်ရုပ်နိုင်ငံဟာတာမန်ဤပညာအလန်းစားတွေကိုပဲတည်ဆောက်နေတာမဟုတ်ပါဘူးသူတို့ကဒီဤပညာတွေအားလုံးကိုဒီချိန်ထဲမှာတည်ဆောက်နေပြီးဘယ်သူမှမထင်တာလောက်အောင်မြင်မြန်ဆန်းဆန်းလှုပ်ဆောင်နေပါတယ်ဒါကအဆုံးသတ်မဟုတ်ပဲအစသာရှိပါသေးတယ်ဒီနည်းပညာတိုင်းကပိုကောင်းပိုမြန်ပိုပြီးဈေးတက်တာလာပါလိမ့်မယ်။ဒါပေမဲ့မေးစရာရှိတာက ဒီနည်းပညာတွေဟာခြားနိုင်ငံတွေကိုဖယ်ချင်မှပြန့်နှံ့လာနိုင်မလဲဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီး